အဲတမတ်သုံးသုံးမင်းတို့ဘလိုတော့ဟာငါတို့ချွေးတောင်ထပ်ဘူးလေထင်းတော်လည်းဟုတ်ပါဦးခါတော့ဒီလူစိတ်တက်ကြရဆွဲစကားမပြောပါနဲ့တော့တော်လိုင်းတပ်ဖွဲ့တွေစိတ်တက်ကြရဆွဲစကားမပြောပါနဲ့အာကြရင်တော့ကြရပြောရမှာပဲမင်္ဂလာပါဒီနေ့ကတော့ဒါနိုဝင်ဘာလဒါ23ရက်နေ့2025ခုနှစ်ဖြစ်ပါတယ် ဒီနေ့မှာတော့ကျွန်တော်ကတိုက်ပွဲဖြစ်စဉ်တွေကြီးပဲပြောမယ်ဟုတ်လားတိုက်ပွဲဖြစ်စဉ်တွေအောင်မြင်မှုတွေပေါ့နော်ဘူပိုင်ချဲတို့ပေါ့နော်ဘူပိုင်ချဲတို့နောက်တဲ့စစ်ကြောင်းတစ်ကြောင်းထပ်ဖြောက်တဲ့ကိစ္စမျိုးတွေပြီးတော့ဒါဝမ်ဖောင်းကိုဒါရှော့လိုက်တော့ဆက်နှလုံးပစ်ခတ်တာပေါ့နော်အဲအဲ့ဒီဟာဖြစ်စင်တဲ့ပတ်သက်လို့ပေါ့နော်ဒါအလုံး30ဆိုပြီးတော့ဒါပြောကြရရှိအဲတိုင်းမှာကျွန်တော်တပ်ဖွဲ့တွေကိုမေ့ကြည့်တဲ့ခါမှာစေလုံး1ရက်2လုံး1ရက်နဲ့ဒါ7လုံးဒါ2ရက်စတိုင်ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်ပေါ့နော်အဲအဲ့အကြောင်းလည်းကျွန်တော်ပြောကြမယ်အဲပြီးတော့ကျတော့ဒါရွှေဘူကပေါ့နော်ဒါရွှေဘူကပခဖခ တွေ့ခဲ့တဲ့ဒါစစ်ကောင်စီစစ်ကြောင်းဒါအထိနာခဲ့တဲ့ဟာပေါ့နော်အဲ့ပါကျွန်တော်တို့ဒါအောင်မြင်မှုတွေလည်းရှိသလိုဆုံးရှုံးမှုတွေလည်းရှိတယ်ဒါဒီဥစ္စာတွေတဲကတကယ်ဒါကျွန်တော်တို့တပ်ဖွဲ့တွေစီကနေသိရတဲ့တကယ်အရေးကြီးတဲ့အချက်လက်မျိုးတွေစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်မျိုးတွေပေါ့နော်ဒါတွေလည်းကျွန်တော်ပြောသွားမှာဖြစ်တယ်ပထမဆုံးတော့ဒါကမ်ဘလူမှာဘူပိုင်ချဲ ဝါချက်တည့်တဲ့အတိုင်းပဲသူစစ်ကြောင်းအကုန်လုံးလိုက်ပြီးတော့သူ့နာမည်မေးနေတာအခုလဲနောက်တဲ့စစ်ကြောင်းတစ်ကြောင်းတိုးပြန်ပြီပေါ့နော်။ဟောငါ့နာမည်ဘယ်သူလဲတိလားတိလားသူစကားပြောတာမြန်သေးရောနော်။ဟောမင်းတိလားမြင်ဘူးလားငါမြင်ဘူးလားအဲအဲ့လိုမျိုးလိုက်ပေးတယ်အခုလဲဒါတမန်သုံးသွားစစ်ကြောင်းပေါ့နော်။အဲ့စစ်ကြောင်းကိုဒါလုံးဝအုပ်တာအယောက်90ကျော်တည်ဆုံးတယ်ပေါ့နော်။ပြီးရင်ဒါဖမ်းမိတာက15ယောက်ကျော်ရှိတယ်။အာပါတရားကြီးဗျာလက်နဲ့ရတာကအလက်20ကျော်လောက်ရှိတယ်ပေါ့နော်။အလက်20ကျော်လောက်ရှိတယ်အဲ့တော့စစ်ကြောင်းမူပါအပါ ါ90ကျော်တည်ဆုံးတယ်ဆိုတော့ကျတော့ဒါစစ်ကြောင်းကြောင်းလုံးပျောက်သွားတယ်အတူတူပဲပြတ်သွားတယ်အတူတူပဲပေါ့နော်အဲအဲ့ဒီစစ်ကြောင်းကလည်းတကယ်တကယ်တမ်းပြောရင်ဒါအင်အား100ကျော်ပါတဲ့စစ်ကြောင်းအဲအဲ့စစ်ကြောင်းအဲကြောင်90ကျော်ခုနလိုတည်ဆုံးသွားတယ်15ရောက်ဒါဖမ်းမိတယ်ပေါ့နော်အဲ့မှာလေ80လောက်ဖြစ်နေပြီဗျာအဲ့မှာကစင်ကလေးနဲ့ထွက်ပြေးတဲ့ကောင်တွေရှိအောင်မှာဗျာအဲ့အဲ့ကြားထဲမှာတန်ရနာတရနဲ့တည်မဲ့ကောင်တွေရှိရင်ရှိအောင်မှာပေါ့နော်အဲ့ကြတော့အဲ့ပြောတဲ့ထဲမှာလည်းကြားပါလိမ့်မယ်တချို့နေရာတွေကမရှင်းရသေးဘူးအဲ့အချိန်မှာကိုပဲအဲ့ကြတော့ ဒါဒီခါနဲ့ပတ်သက်လို့လည်းအသေးစိတ်ကိုတော့ကျွန်တော်တို့ဒါ provision နဲ့ interview စီစဉ်ထားတယ်ပေါ့နော် provision နဲ့ interview လေးလွှင့်ပေးမှာဖြစ်တယ်အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်တော်မြင်တွေ့ရတဲ့ဟာကဘာလဲဆိုတော့ provision ကအဲ့နဲ့ပတ်သက်လို့ video နှစ်ခုတင်ထားတယ်ပေါ့နော်အဲ့နှစ်ခုနဲ့ပတ်သက်လို့ကျွန်တော်ပြောချင်တာလေးရှိတာပေါ့ဗျာပထမတစ်ခုတင်ထားတဲ့ video ကကျတော့သူကိုယ်တိုင်ပဲအဲ့မြောင်းထဲမှာပေါ့နော်ရေမြောင်းထဲမှာဆင်းပြီးတော့မိတဲ့ကောင်တွေကိုပုံပုံထိုင်းပြီးတော့စိတ်ကူပေးနေရတာပတ္တိစီပေးနေရပတ္တိတော့မဟုတ်ပေါ့နော်အဝိစာဖျဲပြီးတော့တကယ်ကိုဆင်းပြေနေပြေနဲ့စေတနာပါပါနဲ့ တကယ်ကိုလုတ်ပေးနေတဲ့ဟာတွေ့ရတယ်ပေါ့နော်အဲသူရေးထားဆိုစစ်ကြောင်းမှုလဲငါပဲတောက်တုံမေရလဲငါလဲပဲစေးမှုလဲငါပဲပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ရေးထားရတာလေးရှိတယ်နောက်တစ်ခုကကျတော့ဒါဒီဒီတုံမန်းနေပေါ့နော်ရှေ့မှာမှောက်ခိုင်းထားပြီးတော့သူကလက်လေးထောက်ပြီးထိုင်နေပြီးတော့တုံမန်းနေစကားပြောတယ်ဟောငါမနဲ့မဘယ်သူလဲတီးလာအဲမေးတာပေါ့အဲ့ခန်းနေပေါ့နော်အဲ့ဥစ္စာနဲ့ပတ်သက်လို့ပြောသွားတယ်တွေ့ရအဲ့တော့အဲ့ဒီဗီဒီယိုနှစ်ခုမှကြည့်ရင်ကိုပဲအားရကြအကြောင်းရင်းနဲ့အချက်လက်တွေကအများကြီးထွက်လာတယ်တကယ်ကျွန်တော်တို့တကယ်သဘောကျပါတယ်ကျွန်တော်တို့အတွက်လိုအပ်ပါတယ်ဆိုတဲ့စစ်သားတွေကိုကျွန်တော်တို့မြင်တွေ့ရတာပဲ ဲ့တော့စစ်ကောင်စီဘက်ကအကောင်တွေကဘယ်လောက်ထိအခြေအနေဆိုးနေလဲဆိုတော့မြင်းနဲ့တိုင်းပဲဗျာလုံးဝပါစကြည့်ပဲတီးတာမဟုတ်ဘူးကျွန်တော်မေးကြည့်ညီလေးအဲ့ဥစ္စာဘလို့လဲပါစကြည့်ပဲအကုန်လုံး15ရောက်လုံးကပါစပဲလားမဟုတ်ဘူးကိုလေအဲ့မှာသူတို့တန်တီစစ်သားအဟောင်းတွေလည်းပါတယ်ဗောနော်ပြီးရင်အဲ့ပေါ်တာဆွဲတဲ့ဟာတွေလည်းပါတယ်ပေါ်တာဆွဲတာကမှအသက်16နှစ်ပဲရှိသေးရယ်ဆိုတော့ကလေးတယောက်လည်းပါတယ်ဗောနော်အဲ့လိုပုံစံမျိုးနဲ့ဆွဲလာခဲ့တာကြီးပါတယ်အမျိုးစုံပဲဗောနော်အဲ့တော့ အဲဒါကျွန်တော်မြင်ရတာဗာလဲဆိုတော့ဆွေချောင်းတစ်ခုလုံးပြတ်ထွက်သွားပြီးရဲ့အချိန်မှာအဟောင်းရောအစ်စ်ကိုပါစရောဘောနော်အကုန်လုံးဒါလုံးဝပိုင်ချဲရှိမှာသွားပြီးတော့ဒီလိုမျိုးမှောက်နေရတယ်ဘောနော်ပူပိုင်ချဲရှိမှာအဲဥစားလေးလဲဒါအားရစရာတွေ့ရတယ်ဘောနော်အဲမှာသူတို့ပြောသူ့ရဲ့ဒါထုံးစံတိုင်းသူ့ရဲ့စကားတိုင်းပဲဘောနော်ပူပိုင်ချဲလဲပြောတယ်အဲတက်မှတုံးတုံးမင်းတို့ဘလိုတော့ဟာကတော့ချွေးတောင်ထပ်ဘူးလေထင်းတော်လဲဟုတ်ပါဘူးကတော့အဲ့ဒါတော့ဒါအမြဲတမ်းပြောနေကြလက်သုံးစကားတစ်ခုလို့တော့ဖြစ်နေပြီဘောနော်အဲ့တော့အဲခုနကလို့ဒါ မြောင်းထဲမှာစစ်ကူပေးတဲ့ချိန်တော့လေတကယ်စိတ်နာပါပါနဲ့လှုပ်ပေးနေရဗျဟိုအဲ့ချိန်မှာဒါတပ်ဖွဲ့ဝင်တယောက်ကလည်းရိုက်ပေးနေတယ်ပြောတယ်ဗောနော်ဟဲ့အောင်မင်းတို့ကိုကုပေးနေတာအဲ့ဒါငါတို့စစ်ကြောင်မူသိလားအဲဒါပြောပြနေတာမင်းတို့ဘက်ကကောင်းနေဆိုရင်တဲ့သူပြောရယ်နော်မင်းတို့ဘက်ကကောင်းနေဆိုရင်ငါတို့ဒီလိုတော့ဟိုဟာဖြစ်မှာမဟုတ်ဘူးအကုန်တက်ပြစ်မှာဗောနော်ငါတို့က ဒီတကယ်ကိုအခုလိုမျိုးဒါကုပေးနေဆိုတော့ငါတို့ကတကယ်စေနာပါပါနဲ့ကိုတကယ်လုပ်ပေးနေမင်းတို့တက်ရှင်မှာတော့အစိုးရကြီးနဲ့တက်ပလိုက်ပြီဆိုပြီးပြောတယ်ပေါ့နော်အဲ့မှာတယောက်ကဘာထားပြောလဲဆိုတော့အိုက်မောက်နေတဲ့အဖင်မတဲ့ရတာတယောက်ပဲအဲ့တယောက်ဘာပြောလဲဆိုတော့ကြောက်လန့်နေရတယ်ဖြစ်မှာပေါ့နော်အဲ့ကောင်လေးဆက်ချောင်းနေပဲရှိသေးတယ်သူကဒီသူ့ကိုပေါ်တာဆွဲသွားတာကျူရှင်ကအပြင်မှာပေါ်တာဆွဲတာတဲ့အဲ့မှာပိုပိုင်ရှိကမေးတယ်ဟာမင်းအိမ်ကလိုက်မထုတ်ဘူးလားလိုက်မထုတ်ဘူးလားအဲ့အိမ်ကအဲ့လိုလိုက်တော့မထုတ်ဘူးဒါပေမဲ့ပတ်စံတောင်းနေပေါ့နော်တောင်းနေပတ်စံကိုကြတော့ယူပြီးတော့သူ့ကိုလွှတ်မပေးဘူးတဲ့ ပြီးတော့ကျတော့ရှေ့တန်းကိုဒါရှေ့တန်းမဖြစ်မနေလိုက်ရမယ်လို့တကယ်လို့မလိုက်ဘူးဆိုရင်မင်းမိသားစုတက်ပြမယ်ဘာညာနဲ့အဲ့လိုမျိုးချင်းချောက်လိုက်လို့သူရှေ့တန်းကိုပါလာတယ်ဗောနော်ကျွန်တော်တက်နဲ့လည်းမပြစ်တတ်ပါဘူးဗျာဆိုပြီးပြောတယ်ဗောနော်ဒါကတော့ဒါဆက်ပြီးတော့စစ်တဲ့ခါကျရင်ဒါပေါ်မဲ့အရာပဲဗောနော်ဒါပေမဲ့လည်းလုံးဝသူပြောတဲ့ပုံစံတိုင်းတော့ဟုတ်နေပါဘူးဒါဒါပြောချင်တာဗောနော်ဘာလို့လဲဆိုတော့အနေဆုံးတော့ဒါသူတို့တွေကိုရှေ့တန်းလွှတ်မယ်ဆိုရင်ဒီတိုင်းပလိန်လွှတ်လိုက်တာမျိုးဟုတ်ချင်လဲဟုတ်မယ်ဒါပေမဲ့လည်းတင်တန်းတစ်ခုပေးပြီးမှပဲလွှတ်မယ်ပုံစံမျိုးပါဟိုဘာဖြစ်လို့လဲဆိုတော့စုဆောင်းရင်းမှအရင်ရောက်တာဟို ဒါကြောင့်ဘလိုပဲဖြစ်ဒါတော့ကိစ္စမရှိပြဿနာမရှိဘူးပေါ့နော်အဲ့မှာ तू ကဘဝရဲ့တန်းပြီးတော့အထာနဲ့တယ်ပေါ့နော်ဘာမှမူနေညီလေးငါတို့မင်းကိုမတတ်ဘူးလေမတတ်ဘူးဟိုက तू တတ်မှာဆိုလို့ तू ပြောနေပြောနေရလို့ तू သိတယ်ဗျာအဲ့ကြောင့်ဘာမှမူနေညီလေးမင်းကိုငါတို့မတတ်ဘူးပေါ့နော်တက်ရှင်မှဖြစ်အစိုးရနဲ့ကငါတို့တတ်ပလိုက်ပြီပေါ့နော်အဲတကယ်လို့မတတ်ရှင်လို့ဒါမင်းကိုအခုလိုမျိုးဆေးပါကုပေးနေရတာဆိုရယ်ပုံစံမျိုး तू ပြောလိုက်တာအတ္တလေတကယ်အားရတယ်ပြီးရင်အခေါ်ဝေါ်အတုံးဆွဲဂျင်းတ်တယ်ဗျာပြောရရင်ဒီလားအဲ့လိုမျိုးဈေးကူတာပေးတဲ့ဟာကိုလည်းကျွန်တော်ကတော့ဂျင်းတ်တယ် ဘာဖြစ်လို့လဲဆိုတော့တကယ်အခုလိုမျိုးပုံစံမျိုးမြင်ရတာကတကယ်စစ်သားကောင်းတယောက်လူသားဆန်တဲ့စစ်သားတွေကိုမြင်တွေ့ရတဲ့အတိုင်းပဲပြီးအခေါ်ဝါဆညီလေးပါညာနဲ့သူခေါ်တာပေါ့နော်ဘာလို့လဲဆိုတော့ဒီဟာတွေကအတုံးချခံဖြစ်နေတယ်ဆိုတဲ့ဟာကိုသိတယ်ပြီးရင်အဲ့ဒီဘိုဘာချက်ဘက်ကတပ်ဖွဲ့ဝင်တွေကလည်းပြောတယ်ငါတို့လည်းတာတွေကိုမလုချင်မဲနဲ့လုနေရတာအဲ့လိုမျိုးကြီးပြောတယ်ပေါ့နော်အဲ့ကြလုတင်လို့လုနေတာမလုချင်မဲနဲ့ကိုလုတင်တဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်ဒီတပ်ဖွဲ့ဝင်တွေကအသက်တွေကိုရင်းပြီးတော့လုဆောင်နေကြတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ ဘယ်ဟာကအရေးကြီးတယ်ဘယ်ဟာကလှုပ်တင်တယ်ဘယ်ဟာကမလှုပ်တင်ဘူးဆိုတဲ့ဟာကိုဒါကိုယ်ကိုယ်ပြပြနားလေကြတယ်ပေါ့နော်ခွဲခြားတတ်ကြတယ်အဲ့ကြစစ်ကောင်စီဘက်ကကောင်းနေလို့မဟုတ်ဘူးအဲ့ဒီဟာကဒါကျွန်တော်တို့အတွက်ဒါနောက်နောက်ထပ်ပေါ့နော် PD ဖြစ်စရာအကြောင်းအရာတစ်ခုဖြစ်တယ်အဲအကြောင်းလို့ဒါပြည်သူတွေကလည်းရှေ့မှာနေကပေါ့နော်မိုဘိုင်းချဲကဘလို့လဲဆိုတဲ့ဟာကိုတော်တော်များများတွေ့ပြီးကြပြီပေါ့နော် အာဘိုက်ကြီးတဲ့အတွက်ပေါ့နော်ဒါကိုဝင်ဆောင်ဒါအမျိုးသမီးအတွက်အာဘာပေးဘူးညာဟောင်ဟောင်ဘိုက်ဖုန်းကြီးလေးယူခဲ့သားမှာဟာအဲအဲ့လိုမျိုးပေါ့နော်အဲအဲ့ဟာကမှအစသူ့ရဲ့လူသားဆန်မှုတွေကိုမြင်တွေ့ခဲ့ရတယ်အဲအခုဒါလက်ရှိဒီတိုက်ပွဲပေါ့နော်ဒီတိုက်ပွဲမှာဆိုလဲဒါသူပြုတ်မှုခဲ့တဲ့အပြုတ်မှုတွေကကျွန်တော်တို့ဒါပြည်သူတွေကြားထဲမှာပေါ့နော်အဲတကယ့်ကိုလေးစားရတဲ့တကယ့်စစ်သားတွေကိုဒါကျွန်တော်တို့တကယ်လေးစားရတဲ့စိတ်မျိုးဖြစ်စေရဗျာအဲ့ဒါကအားရစရာကောင်းတယ်ပေါ့နော် အဲ့အဲ့မှာသူပြောတာလေးလည်းရှိသေးတယ်ပေါ့နော်ဗာလေဒါရှေ့တန်းရောက်ရင်ရှေ့တန်းရှေ့တန်းမှာတော့ရှေ့တန်းလို့ကုဝင်ပေါ့နော်ပွဲရည်နဲ့ပတ်နေရှေ့တန်းရောက်ရှေ့တန်းလို့ကုဝင်မယ်နောက်တန်းရောက်ရင်တော့နောက်တန်းမှာတေချာတာအစတွေပါလေထုတ်ပေးမယ်တေချာလည်းစနေတကြလည်းပြန်ပြီးတော့ချုပ်ပေးမယ်ခွဲထုတ်ပေးမယ်ကုပေးမယ်ပေါ့နော်ဒါမျိုးပုံစံမျိုးပြောပေါ့နော် ပြီးရင်နောက်တစ်ယောက်ထပ်ပြီးတော့မှောက်ခိုင်းတယ်အဲ့တစ်ယောက်ကလည်းပင်ပါပဲထိတာအဲ့မှာဒီကောင်ပေါက်ခွဲပြီးတော့ပြောတာမင်းတို့ကောင်တွေကဗားတယ်ဖင်နေပဲကုန်းခံနေရလားဖင်နေကြည့်ရမှန်နေတာလေလကွေးပါဖြစ်တယ်ညာဖြစ်တယ်ဟုတ်တယ်နောက်တစ်ယောက်ကလည်း ပင်မမှန်တာပေါ့နော်ဒါပေမဲ့အဲ့ဒီယောက်ကအဲ့ဒီပေါင်ဟိုကနေဝင်သွားပြီးတော့ဒီ byte ထိဖောက်သွားတာပေါ့အဲ့ကြည်စံ byte ထိဖောက်ဝင်သွားတာအဲအဲဥစ္စာလဲဒါသူတေချာပြန်ကုပေးရမယ့်ပုံစံမျိုးပေါ့နော်အာအပူနဲ့ဘာဖြစ်လဲညာဖြစ်လဲဒါပေမဲ့အာကျွန်တော်အဲ့လိုမျိုးဖြစ်နေလို့လက်မလျှောက်နိုင်ပါလားလက်မလျှောက်နိုင်တာပါခင်ဗျာဘာညာနဲ့ပြောတာပေါ့နော်လုံးဝဗျာပြောချင်တာဗျာဒီလားကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေဘက်ကမိွားပြီဆိုတဲ့ချိန်မှာပေါ့နော်ဒီစစ်ကောင်စီစစ်သားတွေရဲ့ဒီသူ့ဘာသူပတ်စာပဲဖြစ်ဖြစ်ပေါ့နော်လုံးဝတန်တေးစစ်သားအဟောင်းပဲဖြစ်ဖြစ်ဗျာ လောကမျက်နှာငယ်လေးရင်းနဲ့ပုံစံတွေရပါတော့เนาะအဲ့လိုပုံစံမျိုးအဲဒါမှမဟုတ်လည်းတပ်ဖွဲ့တွေကတကယ်နားလည်ပေးပါတယ်ကျွန်တော်တို့ဘက်ကတပ်ဖွဲ့တွေကတကယ်နားလည်ပေးတယ်စာနာစိတ်အပြည့်နဲ့အခုလိုမျိုးပြန်ပြီးတော့လှုပ်ဆောင်ပေးရရှိတယ်ပေါ့เนาะတစ်ခါကျရင်နာမိရပါသည်လားဒီကောင်တွေဘက်ကကောင်တွေနောက်ထပ်ဖြစ်စေတစ်ခုနဲ့ကျွန်တော်နှိုင်းရှင်းပြီးပြောပြမှာပေါ့เนาะဒီကောင်တွေဘက်ကကောင်တွေကျွန်တော်တပ်ဖွဲ့တွေကိုမိတဲ့ခါကျတော့ဘယ်လိုလှုပ်သွားသလဲဆိုတော့ဟာတော်တော်ကိုရင်နာကြကောင်းတာပေါ့เนาะဒါဘာပဲဖြစ်ဖြစ်ပြတိရုပ်စာကတော့ဒါ ကျွန်တော်တို့တပ်ဖွဲ့တွေရဲ့နောက်ထပ်အောင်မြင်မှုတစ်ခုပေါ့နော်အဲ့တော့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာကိုပဲဒါတို့အကုန်ထိုင်ပြီးတော့ပေါ့နော်ဒါပေါ်တာပေါ်တာဆွဲလာတဲ့လူဟာဟိုကတမတုံးတော့အပြင်သူပြောတယ်ရှင်းတယ်ပေါ့နော်အဲ့အောင်ပါစာပါစာလို့ပြောမြို့တန်သိစစ်သားတန်သိစစ်သားလို့ပြောဆက်ကောင်းစီစစ်သားစကားစားစကားစားလို့ပြောပေါ့နော်လိန်တော့အကုန်တက်ပြပြီးရင်ထွက်မပြေးနဲ့ထွက်ပြေးရင်အကုန်တက်ပြပြီးဒါပဲအဲ့ဟာရှေ့မှာလဲတခါလဲပြပြီးတာဘန်ကာထဲမှာပေါ့နော်အမှဂန်းကိုဆွဲလူတဲ့ချိန်ပေါ့နော်လက်ပြပုံဟိုကဖြစ်တဲ့ချိန်မှာတခါလဲပြင်းထုတ်ပလိုက်တာပေါ့နော်အဲ့လိုမျိုးလဲပြောထားပြီးသားပေါ့နော်အဲ့တော့ကျတော့ လောက်တာကိုင်းတာတွေအကုန်လုံးကိုကျွန်တော်တို့ကချီကျူတယ်လေးစားတယ်အဲ့တော့သူနဲ့ထပ်ပြီးတော့ဗောနော်ဒီတိုက်ပွဲရဲ့ဖြစ်စဉ်မှာကျွန်တော်တို့ဘာတွေအားရစရာတွေရှိတယ်ဘယ်လိုမျိုးအကြောင်းရင်းတွေထပ်ပြီးတော့ထပ်သိရအောင်မလဲဆိုတဲ့ဟာကိုတော့ဆက်ပြီးကြည့်ကြအောင်ဗောနော်အဲ့တော့ဘယ်လိုပဲဖြစ်ဒီဖြစ်စဉ်ကလည်းအားရစရာကောင်းတယ်ဗောနော်နောက်တစ်ခုကတော့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာ၄နေရာကနေပြီးတော့စစ်ကောင်စီစစ်သားအယောက်80ကျော် အဲထွက်ပြေးလို့မီတာရှိတဲ့လမ်းမြူထောင်လို့မီတာရှိတဲ့ပေါ့နော်လက်ရဖန်ဆီးမီတာရှိတဲ့အဲ့လိုပုံစံမျိုးနဲ့မီတဲ့စစ်ကောင်စီစစ်သား80ကျော်ရှိတယ်ဆိုပြီးတော့အာခတ်တက်တော် A ကထုတ်ပြန်လာတာရှိတယ်ပေါ့နော်အဲ့တော့ဒါအချက်လက်အတိအကျနဲ့ပြောမယ်ဆိုရင်ဒါနေရီကန်လီလာတောင်ကပ္ပစ16အနီးနေရာတွေနဲ့ဒါရခိုင်အရာဝတီအဆက်နေရာတွေပေါ့နော်အဲ့နေရာတွေကထွက်ပြေးလို့ဖမ်းမိတဲ့စစ်ကောင်စီစစ်သားပေါ့နော်အဲစစ်ကောင်စီစစ်သားဖမ်းမိတော့အလင်းဝင်တော့ဘာရောညာရောပေါ့နော် အရှင်မိတဲ့ဟာအယောက်80ကြော်တယ်ဗောဗျာအများကြီးပဲတကယ်ပေါ့နော်အချက်လက်တိကျခုနလိုပြောမယ်ဆိုရင်ဒါကာဝါဇာ16ကတိုက်ပွဲတွေမှာအဲဆာခါ30လက်အောက်ခံခမရ361ခမရ363အဲအဲ့တက်တွေကနေပြီးတော့အလံဖြူတောင်ကြတာတွေထွက်ပြေးကြတာတွေလက်ရဖမ်းဆီးမိတာတွေ16ဦးရှိတယ်အဲ့ဒါကနိုဝင်ဘာ7ရက်9ရက်10ရက်3ရက်အတွင်း3ရက်အတွင်းမှာအဲ့လောက်ရှိတယ်ဗောနော် ပြီးရင်ဘကိုးဘကောင်းဘကိုးတိုင်းဗတောင်းမြို့နယ်ညောင်ကျိုးအဲလီလာတောင်အနီးမှာ 8ဦးအဲ့ဒါက8ရက်9ရက်ဒါဒါအဲ့2ရက်ပါဗောနော်ဒိုက်ဝဲတွေမှာမိခဲ့တာဖြစ်တယ်အဲ့ဒါကစားက30လောက်ခန့်အဲခေါမရ368ကဗောနော်အလံဖြူတောင်ထွက်ပြီးလို့ဖမ်းမိတာအဲဒါ10ဦးဗောနော်အဲ့ဒါကလည်း10ဦးဟာမနေ့ဦးပြအဲပြီးရင်နိုဝင်ဘာ8ရက်နေ့ကပ္ပစ16နားကတိုက်ပွဲမှာပဲစားက30လောက်ခန့်ခေါမရ363ကထပ်ပြီးတော့မိတာ4ဦးဟာမနေ့ဦးပြီးရင်အော်ရိုဝါ3ရက်ကနေမှနိုဝင်ဘာ9ရက်နေ့အထိဗောနော် ၊လျာဝီတိုင်းတာပေါင်းမြို့နယ်ပြီးရင်တာပေါင်းကလေးကျေးရွာအနီးနယ်ပြီးရင်လေးမျက်နှာမြို့နယ်ဆက်ဆက်ယူအဲချင်းလယ်နားကဒါတိုက်ပွဲတွေမှာပေါ့နော်အားခတ်တော်အေကဖမ်းမိတာအယောက်20ရှိတယ်အလင်းဝင်တာ20ရှိတယ်စုစုပေါင်း40အားလုံးနှိပါးကပါစရကြီးပဲလို့သိရတယ်ထုတ်ပြန်လာတာ80ကျော်ပေါ့နော်80ကျော်မိတယ်ဒီအားဒီမတိုင်းခင်မှာဟိုပဲပေါ့နော်ရှေ့မှာလဲဒါ26ယောက်မိတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါဒါချင်းကာကွယ်တပ်ဖွဲ့ပေါ့နော်အရှိုးကနေပြီးတော့ထုတ်ပြန်ထားတာလည်းရှိတယ်ပေါ့နော်စလိုင်းလိုချင်းတို့ကထုတ်ပြန်ထားတာလည်းရှိတယ် အဲ့တော့တပြိုင်နက်ထဲနဲ့တနေရာထဲမှာ26ရောက်လို့မိတာတော့မဟုတ်ဘူးတောက်လျှောက်တောက်လျှောက်ဒါနှစ်လအတော်တွင်မှာဒါသူတို့စီမှာဖျက်မိတဲ့ဟာတွေပေါ့နော်အခုဆိုလဲဒါ3ရက်နေ့ကနေ9ရက်နေ့ထိက40ရှိတယ်ပေါ့နော်ပြီးရင်ခုနလို8 9 10ဆိုတဲ့ရက်တွေမှာထပ်မိတဲ့ဟာတွေက30ကျော်ဆိုတော့အဲ့မှာ80ကျော်ရှိတယ်ဆိုတော့စစ်ကောင်စီနဲ့ပတ်သက်လို့ကျွန်တော်ရှေ့မှာပြောခဲ့တာရှိတယ်စစ်ကောင်စီဒီအဲ့ဘက်ချမ်းဒီမှာ စစ်စင်ရင်ထွက်ရတဲ့နေရာတွေမှာထွက်ပြေးနေကြတာရှိတယ်။ဒါစာခ30ပဲရှိသေးရပါတော့။ကျွန်တော်ပြောရဲစာခဆက်ခွန်ဆိုရင်လူကိုမကြံတော့ဘူး။အဲ့လိုနေထားတဲ့ဒီကိုဖြစ်နေပြီပေါ့နော်။အဲကြတော့အဲ့ဥစ္စာတွေထုတ်ပြန်လာပြီဆိုတဲ့ခါကြရင်လည်းအားရစရာကြီးတွေရှိအောင်ပါဗျာ။ပြောကြတော့စစ်ကောင်စီဘက်ကအဲ့အနေပသက်လို့တကယ်လို့များအာခတတော်အေးရှိတဲ့နေရာတွေတွတ်တက်ရမယ်ဟေ့ဆိုတဲ့ခါကျရင်ကြောက်လန့်တကြားနဲ့ထွက်ပြေးတဲ့ ဒီဘက်မှာမဖမ်းမိတဲ့အင်အားတွေရှိသေးတယ်ပြောနေတာဟိုနေ့ကလောအယောက်90လို့အဲ့ဒါကဒီအာရခတတော် AA ဘက်မှာဖမ်းမိတာမဟုတ်ဘူးပေါ့နော်စစ်ကောင်စီဘက်ကနေထွက်ပြေးပြီးတော့အခုချိန်ဘယောက်လဲဆိုတဲ့ဟာတော့မသိသေးဘူးပေါ့ဗျာအဲ့ဒါကြတော့အဲ့လိုမျိုးဒါဒီဘက်ကိုလည်းမမိဘဲနဲ့စစ်ကောင်စီဘက်ကိုပြန်ဝင်မဲနဲ့ထွက်ပြေးနေတဲ့သူတွေကလည်းရှိသေးတယ်အကြအင်အားအနေနဲ့ပြောမယ်ဆိုရင်စစ်ကောင်စီဘက်ကပြုံးတိတဲ့အင်အားကတော်တော်လေးများနေတဲ့အနေထားပေါ့နော်အဲ့တော့ဘယ်နေရာမှာပဲကြည့်လိုက်ကြည့်လိုက်စစ်ကောင်စီကအခြေအနေဆိုးရွားနေတယ်ဒါပေမဲ့လည်းဒါကျွန်တော်တို့အထင်သေးလို့တော့မရဘူးပေါ့နော် ။ဘာလို့လဲဆိုတော့စစ်ကောင်စီကကလင်ကျစ်ပုံစံမျိုးနဲ့လုပ်တယ်။အခုဆိုကြည့်အကုံလုံးနှိပါပါစတွေလေဗျာ။အဲ့ပါစဆိုတဲ့သူတွေအကုံလုံးကကျွန်တော်တော်လိုင်းတက်ခွဲတွေကိုတိုက်မယ်ကွာချမယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့စစ်ကောင်စီတက်သေးကိုဝင်သွားတာမဟုတ်ဘူး။လုံးဝစစ်မှုမထမ်းကျင်ရဲနဲ့ပေါ့နော်။ဒါစစ်ကောင်စီကအတင်းအဓမ္မဖမ်းဆီးပြီးတော့စစ်မှုစစ်မှုတန်းလောက်ခိုင်းနေပေါ့ဗျာ။အဲအဓိကတော့ပြည်ရင်ဒါတင်တန်းတွေတက်ခိုင်းနေပြီးတာနဲ့တော်လိုင်းတက်ခွဲတွေနဲ့တိုက်ဖို့အတွက်ရှေ့တန်းနေရာမျိုးတွေလွတ်ခိုင်းနေသူတို့စစ်သားလုံးရှင်လုံးမဟုတ်ဘူး။ သူတို့အာနာရှင်တို့အလုလုရှင်လို့မဟုတ်ဘူးဒါပေမဲ့အတင်းကျပ်ဖမ်းဆီးခေါ်ဆောင်ပြီးတော့ခိုင်းခံရတယ်ပေါ့နော်အဲဒါကြောင့်အဲ့လိုမျိုးခိုင်းတဲ့အခါမှာကျွန်တော်တို့ဒီအဆအမလုတ်စရာလားဖြစ်စရာလားဘာလားညာလားနဲ့ကျွန်တော်တို့ပြောခဲ့ကြတယ်အထင်သေးခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိအချိန်ဒီမှာသူဘာဖြစ်နေလဲအဲ့ဒီကနေပြီးတော့တလားတလားအင်အား9000ရအခုဆိုကြည့်တရင်တရင်ကရှေ့တန်းကိုထွက်တဲ့အခါမှာ150 160ထွက်တယ်အဲ့ထဲမှာ120လောက်ကပါစတွေပါတယ်ကဲပြီးရောအဲ့တော့ အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်အဲ့ကြောင့်ကျွန်တော်ကအထင်သေးလို့လည်းမရဘူးရန်သူကတော်တော်လေးကိုရွေးရုံပေါ်မှာမှရန်လှုပ်တယ်ကျွန်တော်တို့ဒီဘရောမှမစင်းစားတဲ့နီလန်မျိုးတွေကစားသူတို့ကလှုပ်လို့ရှိတယ်ပေါ့နော်အဲ့ကြောင့်မလို့ဒီဘိုင်းနေမှာလည်းကျွန်တော်တို့တည်တိထားကြဖို့လိုတယ်နောက်တစ်ခုကဒါကျွန်တော်ဝမ်ပေါင်းကုမ္ပဏီပေါ့နော်ပြစ်မလွှဲပြစ်မလွှဲအများတန်းမှပြစ်နေတာအဲ့ကဝမ်ပေါင်းပေါ့နော်ဒါဆလင်းကြီးရပေါ့နော်ဆလင်းကြီးကဒါဝမ်ပေါင်းတရုတ်ဝမ်ပေါင်းကုမ္ပဏီအဲ့ဥစ္စာကိုဒါရှေ့ချိတ်ပတ်တယ်မှတနေအဲ့ဒီကနေ့ကလည်းပြစ်ခဲ့ပြီးသားပေါ့နော်အခုလည်းထပ်ပြီးတော့ပြစ်ထုတ်ပြန်တယ်ပေါ့နော်အဲ့ပြစ်ထုတ်တဲ့အချိန်မှာ အဲအချို့လုံး30ဘာညာနဲ့အချို့လည်းပြောနေကြရရှိတယ်ဒါပေမဲ့မဟုတ်ဘူးတဲ့ဆက်နှလုံးပဲပေါ့နော်ပထမတစ်ရက်ပြစ်တာ10လုံးနောက်ရက်မှာ2လုံးပြစ်တယ်အဲမှာဆက်နှလုံးပြစ်ခတ်နိုင်ခဲ့တယ်ပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်အဲ့လိုပြစ်ခတ်နိုင်ခဲ့တဲ့ဟာကလည်းအားရစရာကောင်းတယ်ပေါ့နော်ပြီးတော့အဲ့ဆက်နှလုံးလုံးကအောင်မြင်တယ်အောင်မြင်တယ်ခုနပြောသလိုအလုံး30ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဗျာဒါပေမဲ့အဲ့လောက်ပြစ်နိုင်ဖို့ကြာလေကျွန်တော်တက်ဖွဲ့တွေအဲ့ထက်မကတဲ့လိုအပ်တဲ့ခုနလိုဘတ်ဂျက်ကိစ္စတွေပေါ့နော်အထောက်ပံ့မှုကိစ္စလေးတွေကလည်းကျွန်တော်တက်ဖွဲ့တွေမှာတော်တော်လေးလိုအပ်တာတွေရှိနေသေးတယ်ဗျအဲ့တော့ အခုလိုမျိုးဆက်နှလုံးပြစ်တာဆက်နှလုံးအောင်မြင်တယ်ဆိုတာလည်းကောင်းတာပေါ့နော်ဒါပေမဲ့လည်းခုနလိုဆက်နှလုံးမကောက်အလုံး30 40 50လောက်ထိပြစ်နိုင်ဖို့အတွက်ကိုလည်းတက်ဖွဲ့တွေကိုကူပေးကြပါအောင်ပေါ့နော်အဲ့ရှိမတိုင်ခင်မှာလည်းတောက်လျှောက်ပြစ်ခဲ့တာရှိတယ်ပြီးတော့အဲ့စစ်ကောင်စီကအဲ့လိုပြစ်ခံရပြီဆိုတဲ့အချိန်မှာအဲ့ဝမ်ပေါင်ကနေပြီးတော့ထွက်ထွက်ပြီးတော့စစ်ကြောင်းထိုးတယ်ပေါ့နော်အဲ့ဒီစစ်ကြောင်းကိုလည်းအဲ့ကျောင်းတက်ဖွဲ့တွေကတိုက်ရသေးတယ်ဗျအဲ့ဒီရင်းမမေခိုင်တို့ပါအဲ့ဖွဲ့တွေကတိုက်ရသေးတယ် ဟိုနေ့ကဒါသိရမလားဒါဆေးလိပ်တွေပါလေခဲနေပါတော့ဆေးဘုတ်လိပ်တွေပါလေခဲနေနေကျွန်တော်တိုက်ပွဲတွေမှာခဏနားတာပါဟုတ်လားအာကျွန်တော်ခဲရမှာလောက်ပါဘူးဘာဖြစ်လဲညာပြအဲ့လိုမျိုးပုံစံမျိုးနဲ့ရီမောမောနဲ့တိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေကလည်းခုနတပ်ဖွဲ့တွေပဲပေါ့နော်အဲ့ကြအဲ့ဘက်ချမ်းနေမှာသူကဒီစစ်ကောင်စီအတွင်းထဲမှာပေါ့နော်ဒါအထီးကိုက်ဖို့အတွက်ကိုလည်းသူတို့စူးစမ်းပြီးတော့လှုပ်ကြရတယ်အပြင်ထွက်လာပြီးတော့ဒေသခံပြည်သူတွေပြင်းကျေးရွာတွေကိုဒါလိုက်ပြီးတော့ပြဿနာရှာတာတွေနှိပ်စက်တာတွေဒါမျိုးတွေလှုပ်ဖို့ထွက်လာတဲ့စစ်ကြောင်းတွေကိုလည်းလိုက်လံပြီးတော့တိုက်ခိုက်ရှင်းလင်းရတယ်ပေါ့နော် အဲကြတော့ဒီ campaign လေးလုပ်နေတာရှိတယ်တက်ဖွဲ့တယ်အခု campaign တန်ပြန်ဆိုရက် campaign လုပ်နေတာရှိတယ်အဲ campaign မှာຢာခိုင်နှုံးလည်းနေသေးတယ်အဲပြီးတော့ကြတော့ campaign ကာလကလည်းကြာလာပြီပေါ့နော်အဲ့တော့တက်ဖွဲ့တွေအနေနဲ့ကအဲဒီပတ်စံတွေကဘလောက်မှမရှိဘူးပေါ့နော်ຢာခနန်းထောင်ခနန်းလေးပဲရှိတာပေါ့အဲအဲ့ဟာလေးကိုမပြည့်တာဖြစ်တဲ့အတွက်အဲ့ပစံအတွက်သူတို့ကစိတ်မပူသူတို့စိတ်တက်တွေကြာနေတာပေါ့နော်အဲ့တော့ကျတော့တက်ဖွဲ့တွေစိတ်တက်မကြစီဖို့အတွက်ကိုလည်းတက်တက်အားလေးနဲ့သွားပြီးတော့ကိုတက်နယ်လောက်တည်ပါဝင်ပေးကြပါပေါ့နော်သွားပြီးတော့ပါဝင်ပေးကြပါအဖေစကားလေးတွေပြောပြကြပါအ ရောက်ဖွဲ့တွေတကယ်ကိုစူးစမ်းပန်းစားနဲ့လုပ်နေကြပါတယ်အပြောခုနပြောလို့ပေါ့နော်ဒါခေယံကတည့်ရတိုင်းပဲဗျာအညာဘက်ကအရန်ခက်ခဲတာဟုတ်အဲကြတော့ဟိုဒီဥစ္စာပတ်စံနေရှိတယ်ဆိုရင်တော့မှပဲသူတို့ကခက်ခက်ခဲခဲနဲ့ပတ်ဝဲကြရအောင်ပါအဲ့တော့ဘလိုပဲဖြစ်သူတို့ရဲ့စိတ်ဓာတ်တွေထပ်ပြီးတော့မကြဆင်းစေဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ဗျာဒီလိုမျိုးကမ်ပိန်းလုပ်တာမပြည့်ဘူးဆိုတူတူကိုကိုစိတ်ဓာတ်ကြတယ်ပေါ့နော်အဲကြတော့အဲကမ်ပိန်းလေးပြည့်မိအောင်သွားပြီးတော့ဝိုင်းဝန်းပြီးတော့ကူညီပေးကြပါဘောနော်တချို့ကရောလဲကျွန်တော်တို့ပြောတာဘာပြောလဲ ြည်သူတွေစိတ်သက်ကြရဆွဲစကားမပြောပါနဲ့တော့ဒေါ်လာရင်းတပ်ဖွဲ့တွေစိတ်သက်ကြရဆွဲစကားမပြောပါနဲ့အာကြရင်တော့ကြရတယ်ပြောရမှာပဲဟုတ်တယ်လေပြည်သူမကြဘူးလားကြားလားကိုကိုသိတယ်ဗျာအာပြည်သူကစိတ်သက်တက်ကြွတယ်တက်ကြွတက်ကြွတက်ကြွတဲ့နေ့မှာတက်ကြွမယ်ဗျာကြားသိတဲ့အချိန်ကျရင်လည်းကြားမှာပဲဒါကျွန်တော်တားလို့ရတဲ့အရာမဟုတ်ဘူးဗျာဘာလို့လဲဆိုတော့နေ့စဉ်နဲ့မြတ်သတင်းတွေကအပြောင်းလဲတွေရှိတယ်ဖြစ်စဉ်တွေကအများကြီးရှိတယ်အာချက်ချင်းလက်ငင်းကိုမတွေးထားတဲ့ဖြစ်စဉ်တွေကြားလိုက်မြင်လဲရတာရှိမယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါတွေကတားဆီးလို့ရတဲ့အရာမဟုတ်ဘူးပေါ့နော်ပြီးရင်တော်လိုင်းတက်ပွဲတွေ သူတို့လည်းလူပဲဗျာမြေပြင်မှာအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ပြီးတော့တိုက်ပွဲဝင်နေရတာပို့တော့မှမြတ်စိတ်ရကြမယ်ဆိုအကြောင်းအရာတွေအများကြီးရှိတယ်စိတ်စိတ်ရကြစရာအကြောင်းအရာဒါပေမဲ့အဲ့အဖွဲတွေစိတ်ရမကြစေဖို့အတွက်ကိုကျွန်တော်တို့ပြည်သူတွေမှာလည်းတာဝန်ရှိတယ်ကျွန်တော်နောက်ကနေတက်နိုင်တာပံ့ပိုးပေးဖို့လည်းလူတယ်ဆိုတဲ့ဟာလေးကိုသိစေချင်လို့ပြောတာပေါ့နော်ဒီကတော့အကြရကြရမပြောကြရင်တော့ကြရတယ်ပြောရမှာပဲပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုမျိုးမကြဖို့အတွက်ကိုဝိုင်းကူပေးကြဖို့အခုလိုမျိုးပြောတာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကဒါရွှေဘိုမန္တလေးလမ်းမကတိုက်ပွဲ အဲ့တိုက်ပွဲလည်းမိုက်တယ်တိုက်ပွဲကတစ်ကြိမ်နဲ့ဖြစ်တာမဟုတ်ဘူးတိုက်ပွဲကအကြိမ်ပေါင်း၅ကြိမ်ထက်မနည်းဖြစ်ခဲ့တာပေါ့နော်ဖြစ်ခဲ့တယ်ဒီ6ရက်နေ့မတိုင်ခင်အထိကိုတိုက်ပွဲကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေဘက်ကလုံးဝအဖိတ်အစင်မရှိအဖိတ်အစင်မရှိပဲနဲ့စစ်ကောင်စီဘက်ကကောင်းနေဘိုးဘုံမှာလေဘုံမှာဝဲပြန့်နေအောင်အထိကိုဒါတိုက်ခိုက်နိုင်ခဲ့တဲ့ဖြစ်စဉ်တွေအများကြီးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့စစ်ကောင်စီကိုစော်ထုတ်နိုင်ခဲ့တာဖြစ်တယ်ကျွန်တော်တောက်လျှောက်အဆက်အသွယ်တွေရတယ်ဗျာရတိုင်းမှာအဲ့လိုမျိုးပေါ့နော်ပြောပြကြတိုင်းမှာ အားရစရာတွေကြီးပဲကျွန်တော်တို့တပ်ဖွဲ့တွေဘက်ကအပွန်းအပဲ့တောင်မှမရှိသေးဘူးအဲ့အဲ့စောပိုင်းကာလပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါတိုက်ခဲ့တဲ့တိုက်ပွဲကြီးပေါ့နော်အဲ့ထက်ကဒါကျွန်တော်အနေချင်းပြောမယ်ဆိုရင်အဲ့ဒါကလည်းတက်မသုံးသုံးပဲပေါ့နော်ဖြစ်စဉ်အသေးစိတ်မဟုတ်ဘူးဆိုရင်တော့မှကျွန်တော်တို့ဒါအပေါ်ရန်လေးပြောလို့ရသလောက်ပြောမယ်ဆိုရင်ဒါရှေ့ရက်တွေမှာတိုက်ပွဲဖြစ်တော့ကိုယ့်ဘက်ကတပ်ဖွဲ့တွေကလုံးဝဇက်တိုက်အောင်မြင်မှုရတယ် တော့အောင်မြင်မှုတွေတောက်လျှောက်ရတယ်။ငါတော့ကျွန်တော်ပြောလို့ပေါ့နော်။ဒါစစ်ခွေးဆိုတာလေပေါ်မှာဝဲပြန်နေရောပေါ့နော်။အဲ့တော့အဲ့လိုမျိုးတိုက်ခိုက်ခဲ့ရတယ်ဆိုရင်တပ်ဖွဲ့တွေမှာအခက်ခဲတွေအများကြီးရှိရဗျာ။အောင်မြင်မှုရတယ်ဆိုရင်လည်းခက်ခဲအများကြီးရှိတယ်။ဒီခုနပြောတဲ့လက်နက်ကြီးကိစ္စမျိုးတွေပေါ့နော်။လက်နက်ကြီးဆိုရင်ဒါ तू ကတလုံးကို6သိန်း9သိန်းလောက်ပေးရတယ်။ပြစ်တဲ့အခါမှာဗျာ။ဆယ်လုံးပြည့်နှလုံးမဲအောင်တာတော့ပါတော့ဗျာ။ကြေကွဲစရာကြီးဆယ်လုံးအနည်းဆုံးအမှသိန်း60 90ပြည့်နေပြီဗျာ။ဒါအဲ့ထက်မှကပြည့်ရတယ်ဗျာ။ပြည့်ရတဲ့အခါမှာခုနလို့ ဟာနှလုံးလောက်ပဲအောင်လဲဆယ်လုံးမှာနှလုံးလောက်ပဲအောင်လဲဆိုတော့ဟာသွားပြီပေါ့ကျွန်တော်ပြောအဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ခက်ခဲခဲ့တဲ့ဟာတွေလည်းရှိတယ်ပေါ့နော်တိုက်ပွဲကိုလုံးဝဥနေရမယ့်အနေထားကနေပြီးတော့ခဲရမကောင်းတဲ့အတွက်ပေါ့နော်ဒါမျိုးပုံစံမျိုးတွေခက်ခဲခဲ့တာတွေလည်းရှိတယ်ဒါပေမဲ့တက်ဖွဲ့တွေအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ဗျာအဲ့တော့တလုံးကို6သိန်း9သိန်းပေးရတဲ့အလုံးဟာမအောင်မြင်တာတွေကြတော့တအားရှင်တာဖို့ကောင်းတယ်ပေါ့နော်တက်ဖွဲ့တွေကအားနည်းချက်လည်းမဟုတ်ဘူးဗျာသိလားနောက်တစ်ခုကစစ်ခွေးရဲ့အင်အားမနေဘူးဗျာ ဒီရွှေဘူဝက်လက်ပေါ့နော်အဲရွှေဘူဝက်လက်နှစ်မျိုးတည်းပါနေမယ်စစ်ကြောင်း၄ကြောင်းနဲ့အင်အား900လောက်တိရှိတယ်အဲ့တော့ဒီ6ရက်နေ့မတိုင်ခင်ပါပေါ့နော်စစ်ကောင်စီကအရန်အထိနာတော့သူတို့အင်အားတွေထပ်တိုးတယ်အဲ့ဒီထပ်တိုးတဲ့အင်အားကြီးပဲ300လောက်ရှိတယ်ပေါ့နော်အဲ့တော့ကိုဘက်ကအဲ့ချိန်ထိလုံးဝအပွန်းမဲ့မရှိတာအားရစရာကြီးပြောနေကြတာညီကိုတွေအချင်းချင်းပြောနေကြတာအားရစရာကြီးသိလားအကိုကြီးအားရတယ်ဘာဖြစ်လဲအညီလေးစောကွာချောက်တယ်လားအဲ့လိုမျိုးပုံစံမျိုးနေတယ်ဗျာတကယ်ကိုအပါတရားကြီးဖြစ်နေတဲ့နေသားပါเนาะဒါပေမဲ့6ရက်နေ့ဖြစ်စဉ်ကြမှာပဲကျွန်တော်တို့ဒါရွှေဘုံမြို့နယ် ဘာကဘာအဖွဲ့ဝင်ခုနှစ်ဦးကြာဆုံးခဲ့ရတယ်ဆိုပြီးတော့တည်ရပါဘောနော်အဲ့တော့ဟိုပေးဆက်ရင်းနေရတယ်လေကြီးတာဗောဗျာအဲ့တော့ဒါစစ်ကောင်စီစစ်ကြောင်းနဲ့အထိနာတယ်ဆိုပေမဲ့လေအဲကိုတက်ဖွဲ့တွေဘက်ကလည်းပေးရတယ်ဗောနော်ပေးရတယ်တက်ဖွဲ့တွေဆိုရင်အဲ့လိုမျိုးကြေကွဲရတယ်ဗောဗျာသူတို့နဲ့ရင်းနေတဲ့အကိုလိုမိသားစုလိုဖြစ်နေတဲ့သူတွေညီလိုအာတမိသားစုတွေလိုဖြစ်နေတဲ့လုံးမဗျာပြောရရင်ညီကိုရင်းချာလိုဖြစ်နေတဲ့သူတွေလိုမျိုးတွေလည်းပါကြတာဆိုတော့စိတ်မကောင်းလာရှိတာဗောနော်ရှိတယ်ဒါပေမဲ့သူတို့တွေဆက်ပြီးတော့ ပါဝင်နေကြတော့မယ်တိုက်ပွဲဝင်နေကြတော့မယ်ထက်ပြီးတော့အကျွေးတွေယူနေကြတော့မယ်ပေါ့နော်အကျွေးတွေတောင်းနေကြတော့မယ်စစ်ကောင်စီစီကအကျွေးတွေသွေးကျွေးတွေကျွန်တော်ဒီနေ့ဒီချိန်ထိတပ်ဖွဲ့တွေကတောင်းနေကြတော့မယ်ပေါ့နော်အဲ့တော့အဲ့တိုက်ပွဲတွေကတော်တော်လေးဒါပြင်းပြင်းထန်ထန်နဲ့ခက်ခက်ခဲခဲဖြစ်ခဲ့တာပေါ့နော်စစ်ကောင်စီကဘယ်ချိန်မှပို့ပြီးတော့သူတို့အဲညစ်တွန်းတွန်းလာလဲဆိုတော့သူတို့ဘက်ကတခွဲမှုတယောက်တည်သွားတယ်အဲ့နောက်ပိုင်းမှာ81နေဟော်ဝီဇာတွေတောက်လျှောက်တောက်လျှောက်ပြစ်တာပေါ့နော် တက်ဖွဲ့တွေကလည်းဘလောက်ထိမှရဲရင့်တယ်လဲဆိုတော့အဲ့ကောင်တွေကိုမီတာ90လောက်ထိကတ်ပြီးတော့ဖြုတ်မယ်ဆိုတဲ့အစီအစဉ်တွေဒီလောက်ခဲ့တာပေါ့နော်အဲ့မှာဒီတိုက်ပွဲဆဖြစ်တဲ့အချိန်မှာပေါ့နော်အဲ့မှာတိုက်ပွဲဆဖြစ်တော့ကုပကအဖွဲ့တွေကဘင်းရောဘင်းတဲ့အချိန်မှာစစ်ကောင်စီစစ်သားတွေကအဲ့လိုတချို့တွေကတက်ပြတ်ပြီးတော့သူကကျွန်တော်ခုနပြောလို့ပေါ့နော်ပါစရီဆိုတော့ကျတော့ထွက်ပြေးကြရရှိတယ်အဲချိုးကောင်တွေကြတော့ကြောက်လန့်တဲ့ကြားနဲ့ပေါ့နော်သူကတန်တီပဲဖြစ်ပါဖြစ်ဝုံနဲ့ဘွားကနေပေါ်လာတဲ့ခါကျတော့ကြောက်လန့်တဲ့ကြားနဲ့အဲ့လိုမျိုးတနက်တွေပါလှုပ်ပြပြီးထွက်ပြေး ။ Trump ပြည့်ရရှိမှာအဲ့ထဲကစစ်ကောင်စီစစ်သားတယောက်ကကျွန်တော်တက်ဖွဲ့ဝင်တယောက်ကိုလာတိုက်မိတယ်သူကစစ်ကြောအဲ့လိုမျိုးခွဲပြီးတော့သွားကြတော့ဖြစ်တဲ့နေရာနေရောတခြားနေရာကိုပြေးရင်းနဲ့အဲ့နေရာကဒါကျွန်တော်ရဲဘော်တယောက်တက်ဖွဲ့ဝင်တယောက်ကိုလာပြီးတော့တိုက်မိတိုက်မိပြီးတော့ပေါက်လဲပစ်လဲပစ်လဲရှင်ကြသူကအဲ့မှာဘာပြောလဲဆို ဟာကျွန်တော်အကူတို့ဘက်ကပါဗောအကူတို့ဘက်ကပါဗောညာလည်းပြောသူကသူကတော်လိုင်းတက်ဖွဲ့တွေကိုသူတို့လူတွေမှတ်နေတာဒီဒီစစ်ကောင်စီစစ်သားဗောနော်သူတို့လူတွေမှတ်ပြီးအဲ့လိုမျိုးပြောတာပြောချိန်မှာတက်ဖွဲ့ဝင်ကပါပြောလဲဆိုတော့အားရမင်းဘယ်မှာလဲတနက်ကဘယ်မှာလဲဟာတနက်ကကြကြံနေခဲ့တယ်တဲ့အာတော်လိုင်းတက်ဖွဲ့တွေကလာတိုက်တဲ့ခါကျတော့သူကပြေးလွှိုင်းနေအဲ့တနက်ကိုပြစ်ထားခဲ့တယ်ကြခဲ့တယ်ဗောနော်အဲ့လိုပြောရတယ်ဟာမင်းဘက် တက်ကလည်းဆိုတော့ကြခလာစစ်တက်ကတေးပြီးတော့ဂိုင်တုပ်လိုက်တယ် အဲ့လိုပုံစံမျိုးခက်ခက်ခက်ခဲဟာရည်လေရှိခဲ့တာပေါ့နော်အဲ့လိုအလွဲချော်ရီလည်းအများကြီးဖြစ်ခဲ့တယ်စစ်ကောင်စီဘက်ကိုတော်တော်လေးအထိနာအောင်ကြိုးစားပြီးတော့ဒေါ်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ကြရတယ်ရှိတော့ကြတော့ဒီတိုက်ပွဲတွေကတကယ်ပြောရရင်အဲတမိုင်းဝင်တဲ့တိုက်ပွဲတွေပဲနော်တမိုင်းတစ်ခုဖြစ်လာမဲ့တိုက်ပွဲတွေပဲဖြစ်တယ်အဓိကတော့တပ်ဖွဲ့တွေအဲမြေပြင်မှာလှုပ်ဆောင်နေရတာအခက်အခဲအများကြီးရှိတယ်အချို့အခက်အခဲတွေကကျွန်တော်တို့ပြောပြရသလောက်လေးပဲပြောပြပါတော့တကယ်သူတို့အလုံးစုံပြောပြမယ်ဟေးဆိုရင် ကျွန်တော်တို့ဒါလုံးဝအများကြီးပဲအများကြီးဒီထက်ပိုပိုစရာတွေယူပဲပေါ့နော်ဒီထက်များစရာတွေယူပဲအခက်ခဲတွေကပိုလာစရာတွေရှိပဲရှိတယ်များလာစရာတွေယူပဲရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဒါမြေမြမာတော့ဆက်ပြီးတော့ကြိုးစားနေကြတုံးဖြစ်တယ်အတက်တရောနဲ့ပါဝင်နေကြတုံးမှာပဲအဲ့တော့ကျွန်တော်တို့တွေလည်းကျောင်းပြည်သူတွေအနေနဲ့လည်းပေါ့နော်ဒီတက်ဖွဲ့တွေကိုဆက်ပြီးတော့အဲတိုက်ပွဲဝင်နိုင်လို့ရအောင်ပြီးရင်အောင်ပွဲတွေရနိုင်အောင်ဆက်ပြီးတော့အကူအညီပေးကြပါအောင်လို့ပြောချင်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်သတင်းကောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နေ့စဉ်တင်ဆက်ပေးနေအောင်ကြိုးစားပါမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်